မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်နေပြည်တော် MRTV ဝန်တန်းမနင်းရင်ဖြူကဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းမှုနဲ့ပန်းတပိတ်ပါဝင်ခဲ့မှုဖြင့်စစ်ကောင်စီကဖမ်းဆီးရတဲ့ကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာန MRTV ဝန်တန်းမနင်းရင်ဖြူကဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းပြီးပန်းတပိတ်ပါဝင်ခဲ့မှုနဲ့စစ်ကောင်စီကဖမ်းဆီးလိုက်ကြောင်း MRTV ဝန်တန်းအတိုင်းဝိုင်းနဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်အရသိရပါရယ် ဇွန်လ19ရက်နေ့ကြာရောက်တဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့ဖြစ်ပန်းသပိတ်မှာ MRTV ဝန်တမ်းမင်းဖြူခေါ်မနောင်နောင်ကပါဝင်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းဖြင့်လူမှုကွန်ရက်မှာ Happy Birthday အမေဆိုအသက်ရှင်အနာမေပါစေဘဝစတိုင်းချစ်တော်သူများနဲ့ကိုယ်ကိုရခြင်းဒုက္ခမှဝေးပါစေသူတော်ကောင်းများနဲ့တာကြုံတွေ့ပါစေလို့ရှိသားခင်ကြောင်းဒါအပြင်ပန်းသပိတ်ပါဝင်မှုဖြစ်ပန်းပန်နဲ့ဓပုံတွေကိုလည်းလူမှုကွန်ရက်မှာမျှဝေ posting ခဲ့ကြောင်းသိရပါတယ် သူကဘန်းသမိတ်ပါဝင်နာရဲ့အမေစုမွေးနေ့ဆူတောင်းပေးတာကိုသူရဲ့ Facebook မှာတင်တယ်ဒါကို Snow Queen စစ်လော်ဘီ Telegram Channel ကနေဖမ်းပေးပါဆိုပြီးတင်တယ်ဇွန်လ22ရက်နေ့ည7:00နာရီလောက်မှာစစ်တပ်နဲ့သူ့ကိုဝင်ဖမ်းတာလို့ MRT ဝန်ထမ်းတို့ကဆိုပါတယ်ဖမ်းဆီးခံရချိန်မှာ MRTV ဝန်ထမ်းမင်းကြီးဖြူကနေပြည်တော်တပ်ကုန်းမြို့ရှိ MRTV ဝန်ထမ်းအင်ယာမှာရှိနေခြင်းဖြစ်ကြောင်း Telegram Channel တွေကသူမကိုဖမ်းဆီးဖို့လုံဆောင်ခဲ့ခြင်းဒေါ်ဆန်းစုကြည်အတွက်မွေးနေ့ဆူတောင်း post ကိုပြန်လည်ဖျက်ခဲ့တော့လဲအချိန်မမီတော့ပဲဖမ်းဆီးခံလိုက်ရကြောင်းသူမအတုံးပြုနေတဲ့ Facebook ော်ကောင်တွေနဲ့ဖုန်းများအလုံးကိုလည်းစစ်တပ်နဲ့ရဲတွေကသိမ်းဆည်းသွားကြောင်းသိရပါတယ်။ဒီကနေ့ထုံးစစ်ကောင်စီရဲ့ဝါရဖြန့်တရင်စာရီမှာလည်းနိုင်ငံတော်တည်ငြိမ်အေးချမ်းကိုပြတ်ပြားစေဖို့နဲ့အစိုးရရန်တရားများပြတ်ပြားစေဖို့ရည်ရွယ်လျက်လှုံ့ဆော်ခြင်းဝါရဖြန့်ခြင်းများပြုလုပ်ခဲ့တဲ့ August နေ့နှင်းဤဖြူ Facebook ကောက်ပိုင်ရှင်ဖြစ်သူနေပြည်တော်ပြည်ထောင်စုနေမြေတက်ကုံမြို့နေမြမအတန်းနဲ့ရုံးမြင့်တန်ကြားဝန်တန်းအင်ယာနေနှင်းဤဖြူခေါ်နောင်နောက်ကိုဇွန်လ22ရက်နေ့ညပိုင်းဖမ်းဆီးကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ အတန်းဘက်စစ်လော်ဘီ Telegram Channel တွေမှာပန်းသမီးမှာပါဝင်တဲ့စစ်ကောင်စီလောက်ခံဝန်ထမ်းများဖြီးသူများနဲ့ចောင်းသားများကိုဖမ်းဆီးဖို့အတွက်လှုံ့ဆော်မှုတွေကိုဇက်တိုင်းလှုံ့ဆော်နေကြောင်းသိရပါတယ်။နောက်ထပ်တပုတ်နေနဲ့ရှင်နန်းကျောင်းမှာစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်ကတိုက်ခိုက်မှုစစ်သား15ဦးသေဆုံးတယ်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းရှင်နန်းကျောင်းမြို့နယ်အတွင်းဝင်ရောက်တဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သား15ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်းရှင်နန်းကျောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါရတယ်။မေလ29ရက်နေ့ကမကွေအခြေဆိုင်တပ်မ88 င်ခါလာယာ89ခါလာယာ73မှာစုပေါင်းထားတဲ့အကြမ်းဖက်စစ်တပ်ကကြဘရောင်းမျိုးနဲ့စီပင်ပြူရွာမှာပြူစောထီများနဲ့ပူပေါင်းပြီးအင်အား150ခန်းနဲ့ရှင်နေချောင်းမျိုးနဲ့တာကူးကန်ချင်းရွာကိုဖိုးလမ်းမတဆင်ဝင်ရောက်လာကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုဖြီတုကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်ခြင်းမုံရဇွန်လ16ရက်နေ့ထိရက်20ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်အဆိုပါစစ်တပ်စစ်ကြောင်းကရှင်နေချောင်းမျိုးနဲ့လွန်ပင်ရှူကျေးရွာမှာအပြစ်မဲ့ ပြည်သူတအူအင်ဒေါ်ချင်းရွာမှာဖြစ်မဲ့ပြည်သူတအူကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးကန်တာရွာတဲ့ချင်းရွာနဲ့လွန်ပင်ရှိုးချင်းရွာမှာပြည်သူနေအိမ်15လုံးကိုမိရှို့ဖြစ်စီသွားကြောင်းသိရပါဗျ။ ဇွန်လ16ရက်နေ့စစ်တပ်စစ်ကြောင်းကကုန်းအိုင်းဖောက်ကွဲလမ်းကနေပြန်ထွက်သွားတာမကွေးချေဆိုင်တပ်မ88ခလာရ89ခလာရ73တပ်နဲ့ဂျာဘရောင်စီပင်ရွာကပြူရီပောင်းပြီးဝင်လာလို့တိုက်ပွဲဖြစ်တာပါမေလ29ရက်နေ့စတင်တဲ့ချိန်ရစပြီးကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တဲ့ရန်စဲကြတိုက်ပွဲအတွင်းစက59တီဆောင်ပြီးအများပြားထန်ရရတယ်လို့ရှင်းတဲ့ကြောင်းမျိုးနဲ့ပြည်သူကားကွေးဖွဲ့မှတာဝန်ရှိသူတအုပ်ကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို PPA Defense ဖို့ ရှင်နေကြောင်း YNGPD ရဲ့တမမီ special column ရှင်နေတာ column နဲ့အင်းတော်တိုင်းနဲ့ပကဖာရူပူပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ နောက်ထပ်တစ်ပုံအနေနဲ့မင်းလောင်မြို့နယ်ပို့တထောင်ကျင်းရွာကိုစစ်တပ်ကမီးတင်ရှုနေပြီးစစ်အရာရှိကြီးများတင်ဆောင်သွားခဲ့တဲ့မင်းလောင်တိုက်ပွဲတွေကြောင်းမြို့နယ်တွင်ကိုစစ်ကောင်စီကအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အစံဖက်စစ်ကောင်စီလက်အောက်ခံတပ်တွေကမင်းလောင်မြို့နယ်ပို့တထောင်ကျင်းရွာကိုစစ်တပ်ကမီးတင်ရှုနေကြောင်းမင်းလောင်မြို့နယ်မှာပြည်သူများနဲ့ဒေသတရင်ရင်းမြစ်တွေကပြောပါရယ်။ဇွန်လ23ရက်နေ့မနက်9:00ချိန်မှာစတင်ပြီးစစ်ကောင်စီတပ်ကပေါ်ကိုရိုင်းအနောက်ပိုင်းတာယာဝရီခရိုင်မင်းလောင်မြို့နယ်ကန်းကောပင်အုပ်စုပို့တထောင်ရွာကိုမီးတင်ရှုနေတာဖြစ်ကြောင်းအဆိုပါ ာကျေးရွာမှာပြည်သူတွေကထွက်ပြေးတင်းရှောင်နေရကြောင်းလက်တလောပြည်သူများဖမ်းဆီးတပ်ဖြတ်ခံရမှုအခြေအနေရှိမရှိမသိရသေးပေစစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်ပြည်သူများစုထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါတယ်တိုက်ပွဲဖြစ်တာမရှိဘဲနဲ့စစ်ကြောင်းထိုးလာပြီးတော့မီးတင်ရှူတာပါပြည်သူတွေအများစုကထွက်ပြေးတင်းရှောင်ကြပြီးမဲ့ဖမ်းဆီးတပ်ဖြတ်ခံရတဲ့သူရှိမရှိလည်းမသိရသေးဘူးလို့မင်းလာမြို့နယ်အခြေဆိုင်မင်းလာတည်ရင်မြစ်တွေကပြောပါတယ်စွန်လာ22ရက်နေ့ကလည်းစစ်တပ်ကဥတုကညင်ပင်အုပ်စုဥတုကျွဲလန်းစုမှနေအိမ်တလုံးနဲ့ညနေပိုင်းမှာရွေးကုန်းရွာ ာထိရှိတရော်ကုန်းကျိုးတရာနီမှာနေအိမ်နှလုံးတို့မိရှုဖြက်စီခဲ့ကြောင်းသိရပါတယ်။အရင်ရက်တွေကလည်းစစ်ကြောင်းထုတ်မဲ့တရင်ကြလို့ကန်ကောပင်အုပ်စုမှရှိတဲ့ရွှာရီအလုံးအိမ်ဆောင်လူလောက်ပဲထားပြီးနိဆက်ရရွှာရီနဲ့မင်းလာမျိုးပေါ်တင်းဆောင်နေရတာပါ။ဒီနေ့မနက်မှာဘုတထောင်ရွာကိုစစ်တပ်ကမီးဝင်ရှို့လို့ရွှာမှာကျန်နေတဲ့အိမ်ဆောင်တွေလည်းဘေးလွတ်ရွာထွက်ပြေးနေကြတယ်လို့ဆိုပါတယ်။ ဇွန်လ16ရက်နေ့ညနေလိုင်းခဲချင်းမင်းလာမြို့နယ်အုတ်တွင်းရွာနီးရှိအကျန်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆောင်စစ်ဆေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာအဲ့ဒီတိုက်ပွဲမှာအကျန်းဖက်စစ်တပ်ဘက်မှတာယာဝရီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးစော်မျိုးဝင်းအုပ်ဖုံမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တင်ဗိုလ်မှူးဖြိုးမင်းဦးတာယာဝရီခရိုင် ခရိုင်ဒုတိယရှင်မူကြီးစိုးခိုင်တို့မင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တင်ပုံမှုရန်နိုင်အောင်ပါဝင်စစ်တပ်မှ20ဦးထပ်မံတည်ဆောင်းခဲ့ပါရယ်အဲ့ဒီလိုစစ်တပ်မှအရာရှိကြီးများပါဝင်တည်ဆောင်းထိခိုက်မှုများပြားတဲ့အတွက်စစ်ကောင်စီကစွန်လ19ရက်ကစတင်ပြီးမင်းလာမြို့နယ်အတွင်းကိုစစ်အင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာကကျေးရွာများကိုမီးတင်ရှို့မှုတွေစက်တိုင်လုဆောင်လာကြောင်းသိရပါရယ်နောက်ထပ်တပုတ်အနေနဲ့ဌာနချုပ်အခြေဆိုင်ခဲ့မှုတွေတိကက်ပလဲတက်စကန်ကို28နှစ်ကြာမှပြန်သိမ်းနိုင်တယ်လို့ KNU ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ် ကရင်မျိုးသားစီယုံ KNU ဌာနချုပ်ဖြင့်နှစ်နှစ်ခန့်အခြေစိုက်ခဲ့ပူးတဲ့မြန်မာထိုင်းနယ်ဆက်ရှိတင်းကေပလက်တက်စကန်ကိုကရင်မျိုးသားလူမျိုးရေးတက်မတော် KNL ဦးဆောင်တဲ့ပူပေါင်းတက်ကဇွန်လ22ရက်မှာတင်ပိုင်နိုင်ခဲ့ကြောင်း KNU ဘ ਹੁ ကသတင်းထုတ်ပြန်ပါတယ်။ KNU နေနဲ့မာနယ်ပလောဌာနချုပ်မှဆုတ်ခွာပြီးရဲ့နောက်တင်းကေပလက်စကန်ကို1995ခုနှစ်မေလမှစတင်ကဌာနချုပ်အသစ်ဖြစ်ပြောင်းရွှေ့တည်ထောင်ခဲ့ပြီးနှစ်နှစ်မပြည့်မီ1998ခုနှစ်ဖေဖော်ဝါရီလမှစစ်တပ်ကထပ်မံကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်းခံခဲ့ရတာပါ။အဲဒီစကန်ကို28နှစ် ကြာ2025ခုနှစ်ဇွန်လ22ရက်နေ့ညနေပိုင်းမှာပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း KNU ကဖော်ပြပါတယ် KNU ရဲ့ထုတ်ပြန်ချက်မှာထိခိုက်ကြဆုံးအခြေအနေများလက်နက်ခဲယံသိမ်းပိုင်ရရှိမှုအခြေအနေတွေကိုတော့ဖော်ပြမထားပါဘူး KNL နဲ့တူကရင်မျိုးသားကာကွယ်တပ်မတော် KNDO ပြည်သူ့ကာကွယ်တပ်မတော် BDF တို့ကပူးပေါင်းပြီးစကန်သိမ်းပိုက်ခဲ့ကြောင်းအသိပေးပါတယ် KNU သတင်းရင်းမြစ်တော်ကရှင်းလင်းရေးတွေပဲဘာရီရဲကြံနေလို့မသိဘူးကျွန်တော်ကြံခဲ့မယ်လက်နဲ့ခရင်ကပုံမှန်တော့အင်အား80 80လောက်ရှိတာအခုကတိုက်ခိုက်ရင်းနဲ့ထွက်ပြေးတဲ့သဘောထိခိုက်ကြဆုံးကတော့ရှိမှလို့စက ကန်းသိမ်းပြီးအခြေအနေကိုပြောပါရစေ။ ထိခဲ့ပလန်စကန်သိမ့်ပိုင်နိုင်ပြီဖြစ်ပြီးမြောက်ရီမြို့နယ်မြန်မာတိုင်းနေဆက်တလျှောက်မှာဝေါ်လီပြူဟာဥက္ကဋ္ဌစကန်နဲ့တီသေးလေကာကင်းစကန်တို့သာကြံပါတယ်နေဆက်မှာထိခဲ့ပလန်ကနေမြောက်ရီတကြောလုံးရှင်းပြီပေါ်လို့ KNU သတင်းရင်းမြစ်ကပြောပါတယ်စကန်သိမ့်တိုက်ပွဲပါဝင်ခဲ့တဲ့ Force for Federal Democracy FFD တပ်ဖွဲ့ကလည်းထိခဲ့ပလန်စကန်ကိုဇွန်လ၄ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဇွန်လ၂၂ရက်မှာရရှိခဲ့ကြောင်းဒုတိယတာဝန်ခံကိုအောင်အောင်ကပြောပါတယ်စကန်သိမ့်တိုက်ပွဲအခြေအနေတွေကိုထုတ်ပြန်ပြောဆိုဖို့မရှိသေးကြောင်းလည်း၎င်းကဆိုပါတယ် FFD အနေနဲ့ KNU တပ်မဟာနဲ့ခရိုင်ခွနခုမှမဟာမိတ်များနဲ့ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိပြီးအခုနှစ်အတွင်းတပ်မဟာခုနှစ်နေမြေမာနဲ့ပလောစကန်းသိန်းတိုက်ပွဲတပ်မဟာချောင်းနေမြေထိကဲ့ပလင်းနဲ့ကနေလီစကန်းသိန်းတိုက်ပွဲတပ်မဟာလီထိကီ ထိထဘောဒီစကန်သိန်းတိုက်ပွဲတမဟာတင်းနေမြင်းမစ်ပလီပြူဟာစကန်သိန်းတိုက်ပွဲတွေမှာပါဝင်ခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင်တမဟာငါးနေမြင်းမှာလည်းစကန်သိန်းပိုက်မှုပြုလုပ်နေတဲ့စကန်တချို့ရှိရယ်လို့ဆိုပါရယ်။အခြားထုတ်ပြန်လို့မရတဲ့တိုက်ခိုက်တဲ့စကန်တွေတော့ကြမ်းမာသေးရယ်လို့လည်းဆိုပါရယ်။ KNU ကအခုနှစ်အတွင်းတမဟာဒီဒီမှာစင်ရစစ်ကောင်စီကိုတိုက်ခိုက်မှုတွေအရှင်မြင့်လှုပ်ဆောင်နေရှိရာတမဟာလီတမဟာချောင်းနဲ့တမခွနဲ့နေမြင်းတွေရှိစစ်တပ်စကန်များစွာဇက်တိုက်သိမ်းပိုက်နေရယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်။ နောက်ထပ်ရရှိထားတဲ့သတင်းအစ်တွေကိုသိရှိနိုင်စေဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးအားပေးကြပါအောင်ရှင်။